မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဘေးရန်ရဲ့အသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစားပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ April 12ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း ပုတ်ပားပြောက်ကြားတပ်ဖွဲ့အပတ်စဉ်နှင့်အခြေခံစစ်တင်နေစဉ်အခမ်းအနားပြုလုပ်ခဲ့တဲ့တွင်ကြောက်တကားမြို့နယ်ကအာရမစစ်မှုထမ်းစုဆောင်းခံရသူတပ်သားတအူကလက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံကိုအလင်းဝင်လာတဲ့တွင်အစံဖက်စစ်အုပ်စုကြောင့်ဧပြီလအတွင်းပြည်သူ62ဦးအထိတေဆုံးထားပြီး15ဦးကို အမည်နဲ့တကားအတီးပြုတ်နိုင်ခဲ့တယ်ဆိုတဲ့တွင်အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူဖို့လှုံ့ဆော်နေရလို့ RIMM ကပြောလိုက်တဲ့သတင်းနဲ့ ဒီနေ့အတွက်မြန်မာနိုင်ငံအတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်အနာရှင်တော်လန်ရေးဆန္ဒပြလူထုသပိတ်သတင်းတွေပဲဖြစ်ပါတယ်။ပထမအဆုံးတင်ဆက်ပေးမှာကတော့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရခြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်16မြင်းဆောင်2025ကိုဧပြီ10ရက်မနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာခြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်းဝင်းခိုင်တန်းက ဒီတစ်ပတ်အတွင်းမှာအစိုးရအဖွဲ့တာဝန်ရှိသူတွေအားလုံးဆိုဝါလုံးနဲ့ငလှင်ဘေးဒဏ်ကြောင့်ထိခိုက်ခံခဲ့ရတဲ့ပြည်သူတွေအတွက်အတက်နိုင်ဆုံးစူးစမ်းစီမံဆောင်ရွက်နေကြပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတာမကပြည်လည်ထူထောင်ရေးလုပ်ငန်းများကိုပါနောက်ဆက်တွဲအနေနဲ့လုပ်ကိုင်နေကြရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးရန်ရဟာပြည်သူလူထုအတွက်လူမှုဘဝအေဂျင့်တည်ငြိမ်ဖို့လုံခြုံမှုအတွက်ဦးစားပေးဆောင်ရွက်ရမှာဖြစ်လို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့များအနေနဲ့မှန်ကန်မှုဖြောင့်မတ်တည်ကြည်မှု အနစ်နာခံမှု ကိုကျင်းစာတတရားတွေကိုလက်ကင်ထားပြီးပြည်သူလူထုရဲ့အခက်အခဲတွေကိုဖြေရှင်းပေးကြစေလိုပါကြောင်းနဲ့ ရှေ့ဆက်ရမယ့်တော်လရင်ခရီးအတွက်အုတ်ချုံရေးဆိုင်ရာစီမံချက်များအကောင့်ထည့်ဖို့ရင်းနဲ့အဖွဲ့အစည်းများကိုစနစ်တကျကြီးကြပ်ထိန်းချုပ်ရေးကိစ္စရပ်တွေဟာအလွန်ရေးပါတဲ့အတွက်အောင်မြင်အောင်လှုပ်ဆောင်နိုင်ဖို့ဝင်ကြီးဌာနအားလုံးကော်မတီဝင်များအားလုံးကတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးကြဖို့အတွက်တိုက်တွန်းမှကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့တက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်များမှ73မြေဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှိတ်လုံငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေများဆက်လက်ဆောင်ရွက်ကြရှိနေတဲ့လုံငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူများမှအကြေတဝင့်ဆွေးနွေးခဲ့ကြပါတယ်အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများ အမြဲတမ်းအတွင်းဝင်များ တွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့ပုံပားပြောက်ကြားတက်ဖွဲ့အပတ်စဉ်နှင့်အခြေခံစစ်တင်နေစဉ်အခမ်းအနားပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ပုံပားပြောက်ကြားတပ်ပွဲပုံပား Guerrilla Force PGF ကဆိုရင်အပတ်စဉ်နှစ်အခြေခံစစ်တင်နယ်စင်ပွဲအခမ်းအနားကိုဧပြီလ17ရက်ကတက်ဆခန်းနယ်မြေမှာပြုလုပ်ခဲ့တယ်လို့ပုံပား Guerrilla Force PGF ရဲ့တာဝန်ရှိသူတဦးက PPTV ကိုပြောပါတယ်အဆိုပါတင်းနှင်းစင်းပွဲအခမ်းအနားကိုဧပြီ17ရက်ကတက်စကန်နယ်မြေမှာပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားမှာဂတိပြုသစ္စာရေးတောက်ခဲ့ကြတယ်လို့သိရပါဗျာ။ ။တင်နန်းကာလာက တလခွဲကြမြင့်ခဲ့ပြီးတင်နန်းသားရဲပေါ်90နဲ့ရဲမေ10ဦးတက်ရောက်ခဲ့တယ်လို့ PGF တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီအခမ်းအနားမှာတပ်ဖွဲ့တာဝန်ခံရဲဘော်ဇက်ခတ်နဲ့ဒုတာဝန်ခံရဲဘော်ဖြတ်တာတို့ကတင်းနှဲစင်းရဲဘော်ရဲပေများကိုခွန်အားဖြစ်စေတဲ့အမှားစကားများပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့ကြောက်တကားမျိုးနယ်က အာရမစစ်မှုတန်းစုဆောင်းခံရသူတပ်သားတို့လက်နက်ခဲယံတွေနဲ့အတူ PDF တန်းအလင်းဝင်လာခဲ့တဲ့သတင်းဖြစ်ပါတယ်။ပကိုးတိုင်းကြောက်တကားမြို့နယ်ပဲနွယ်ကုန်းနတ်တန်ကွေးလမ်းပေါ်ရှိအကျန်းဖက်စစ်စကန်းကအာရမစစ်မှုတန်းဖြင့်စုဆောင်းခံရသူတပ်သားတို့ကလက်နက်ခဲရဲအပြည့်စုံယူလာက PDF တပ်မတော်ထံအလင်းဝင်ခဲ့တယ်လို့ပကိုးခရိုင်အမှတ်1တိုင်ရင်းထံကသိရပါဗျာ။ စစ်ကောင်စီမှာမိမိတို့အလိုမတူပဲအတင်းအဓမ္မခေါ်ဆောင်ခံခဲ့ရသူများအနေနဲ့ကျွန်တော်တို့တော်လှန်ရေးတရင်တပ်ဖွဲ့များကိုအမြန်ဆုံးချိတ်ဆက်ပြီးအလင်းဝင်ကြပါကိုယ်တိုင်ရုံထွက်ခြင်းနဲ့စိတ်နဲ့စွန့်လွတ်စွန့်စားရတဲ့တတိရှိဖို့ပဲလိုရဲဆိုတာကိုတော်လှန်ရေးတပ်ဖွဲ့တွေစီမှာလက်နက်နဲ့တကွာနေ့စဉ်အနေအမြအလင်းဝင်နေကြတဲ့သူတွေကအကောင်းဆုံးတက်တည်ပြနေပါဗျာ ျွန်တော်တို့တက်ရင်အနေနဲ့လည်းအကျန်းဖက်စစ်ကောင်စီလက်အောက်မှဘက်ပြောင်းအလေးဝင်လာကြမဲ့သူများကိုဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ရှိကြောင်းလဲထက်စစ်အသိပေးအကြောင်းကြားချင်ပါတယ်လို့ပဲခူးခရိုင်အမတ်နေတက်ရင်ကအသိပေးပြောကြားထားပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သားဟာ MA တလက်ကြေပေါက်၃ခု9.56ကြီးစံအတောက်105တောင်းနဲ့အတူဧပြီ6ရက်မှာဝင်ရောက်ခိုးလုံခဲ့တာပါ။ လက်နက်ခဲရဲ့အပါယူလာကအလင်းဝင်လာတဲ့ရဲဘော်အားကနအူးငွေကျပ်၁၀သိန်းထောက်ပံ့ပေးခဲ့ပြီးတော့ပြည်သူရင်ခွင်ဌာနနဲ့လည်းချိတ်ဆက်ပေးခဲ့ကဘေးကင်းတဲ့နေရာကိုပို့ဆောင်ပေးခဲ့ပါတယ်။အစံဖက်စစ်ကောင်စီလက်အောက်ခဲတပ်ဖွဲ့ဝင်များအတင်းအာရမစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ပြည်သူစစ်များအနေနဲ့ကိုယ်တိုင်ရုံးထွက်ပြီးတော့ပြည်သူကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေထံမှခိုလုံကြဖို့အတွက်လည်းဖိတ်ခေါ်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖတ်စစ်အုပ်စုကြောင့်ဧပြီလအတွင်းပြည်သူ62ဦးထိသေဆုံးထားပြီးတော့15ဦးကိုအမိနဲ့တကွအတီးပြုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်အုပ်စုကြောင့်ဧပြီလအတွင်းပြည်သူ62ဦးထိသေဆုံးထားပြီး15ဦးတော့အမိနဲ့တကွအတီးပြုတ်နိုင်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ဆွေးနွေးရသိရပါဗျာ။ APP ရဲ့ကောက်ယူထားတဲ့စီးရင်တွေအရ April 1ရက်ကနေ17ရက်အထိနိုင်ငံတော်ဝန်မှာအကြမ်းဖက်စစ်အုပ်စုကြောင့်တိဆုံရသူ အမျိုးသမီး6ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း15ဦးကိုအမည်နဲ့တကွအမှတ်တမ်းတင်ထားနိုင်တယ်လို့ဖော်ပြထားတာပါဒါပြင်အမည်နဲ့တကွအတည်ပြုရန်လိုအပ်နေတဲ့တိတ်ဆုံးခဲ့ရသူပြည်သူ58ဦးရဲ့စာရင်းကိုလည်းတိကျောက်ောက်ယူစုဆောင်းထားတယ်လို့သိရပါဗျ။ အမည်နဲ့တကွအတည်ပြုနိုင်ခဲ့တဲ့တေဆုံးသူ15ဦးထဲမှာ73ဦးကတော့အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးရတာပါ အဆိုပါတေဆုံးသူ15ဦးထဲမှာအသက်16နှစ်အောက်ကလေးငယ်9ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ် အကြံပတ်စစ်အုပ်စုကမတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန်2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်ဧပြီလ17ရက်အထိအကြံပတ်စစ်အုပ်စုနဲ့လက်ပါစင်တွေကြောင့်တည်ဆုံခဲ့ရသူပြည်သူအရေအတွက်က6469ဦးရှိခဲ့တယ်လို့လည်း APB စင်းတွေကသိရပါတယ်ရှင်။ အခုတခါမှတော့အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရေးယူဖို့လှုံ့ဆော်နေရလို့ IMM ကပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကနှစ်နှစ်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုံ့ဆော်နေပြီးတော့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သူတွေကိုအရေးယူနိုင်ဖို့လှုံ့ဆော်နေရလို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရာ IMM ကဧပြီလ17ရက်မှာထုတ်ပြန်ပါတယ်။ မက်စလန်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်သခိုင်းမန္တလေးနဲ့အခြားဒေသတွေမှာထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးအသက်ရှင်ကျန်ရည်သူတွေကိုကယ်ဆယ်ရေးသမားတွေကကယ်ဆယ်တာတွေလှုပ်ဆောင်နေပေမဲ့အကြမ်းဖက်စစ်တပ်ကတော့ဖုံးကျဲခဲ့တာကြောင့်အရက်သားတွေသေဆုံးမှုရှိခဲ့တယ်လို့ဆိုပါရတယ်။ အစံဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အထက်မှာမစီကြီးကြီးရွာကိုဘုံကျဲတိုက်ခိုက်မှုဟာအ ਨੇ ဆုံးပြည်သူ155ဦးသေဆုံးခဲ့ပြီးလူသေဆုံးမှုအများဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ပြည်သူတွေဟာဒီလေကြောင်းတိုက်ခိုက်မှုတွေကနေတွယ်ဝိုက်ပြီးထိခိုက်ခံစားရတာနေမဟုတ်ပဲပြစ်မှတ်ထားတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ကျောင်းတွေ၊အိမ်တွေ၊ဆေးရုံတွေ၊ဆေးကန်းတွေ၊ရွှေ့ပြောင်းနေထိုင်သူတွေရဲ့စခန်းတွေ၊ဖျားကျောင်းတွေ၊ဖုံးတော်ကြီးကျောင်းတွေနဲ့ဖျော်ဖြေပွဲတွေလိုမျိုးလူမှုစုဝေးပွဲတွေကိုဗုံးကျဲခံခဲ့ရပါတယ်လို့ IIMM ရဲ့အကြီးအကဲ Nicholas Kumjian ကပြောပါတယ်။ အရက်သားတွေကိုခွဲခြားမှုမရှိပဲလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်တာဟာစိတ်ရာဇဝဲမှုဒါမှမဟုတ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝဲမှုတွေဖြစ်ပြီးတော့ IMM ကဒီမှုတွေကိုစုံစမ်းဖော်ထုတ်ပြီးတာဝန်ယူစင်မှာဖြစ်တယ်လို့ဆိုထားပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်အမြင့်ပြတ်ချိန်မုံရီလူတုဆန္နာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရမက်ပင်မြို့နယ်မှာအောင်လန်းလွှင့်မီထောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွှင့်မီထောက်သွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့ Don't support Myanmar gender ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေးကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမဲ့ပေမျိုးနဲ့ရဲ့နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ် တော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်သေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33အုံမြန်မာနောင်2025ဆိုတဲ့စာသားတွေကိုင်းဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြားရှောင်းရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့ April 12ရက်သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။